ရန်သူနှမျိုးရှိတယ်လို့မှတ်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ဒေါသဆိုရင်ရန်သူကတမျိုးကိုယ်ပေါ်မှာမလုံမုံတာဖြစ်နေတဲ့ပုဂ္ဂိုလ်ကရန်သူကတမျိုး အပြင်ရန်သူကတမျိုးလို့အဲ့ဒါလို့ရန်သူနှမျိုးရှိတဲ့ထင်မယ်ဘယ်ရန်သူကို ပို့ပြီးတော့တတိထားရသလဲဘယ်ရန်သူကပို့ပြီးတော့ဒုက္ခပေးနိုင်သလဲ စဉ်းစားကြည့်အပြင်ဘက်ကလူပုဂ္ဂိုလ်ဆိုတဲ့ယန္တုဟာ ကိုယ့်ကိုလှုပ်ချင်မှလှုပ်နိုင် အခွင့်အရေးတွေအများကြီးတာမသူဟာကိုယ့်ကိုဒုက္ခပေးလို့ရအလွယ်တကူနဲ့ကိုယ့်ကိုဒုက္ခပေးလို့မရဘူးသူ့အတွက်အလွန်အမင်းကြီးစိုးရိမ်စရာမရှိဘူးအေးအလွယ်တကူကိုယ့်ကိုဒုက္ခပေးနိုင်တာကိုယ့်နှလုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ယန္တုကတော့ကိုယ့်ကိုအချိန်မရွေးဒုက္ခပေးတယ် အိမ်နေရင်လည်းဒုက္ခပေးမှာပဲအိမ်နဲ့နေရင်လည်းဒုက္ခပေးမှာပဲစားနေရင်လည်းဒုက္ခပေးမှာပဲသူကကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ ရောက်နေတဲ့ယန္တူလို့ခေါ်တယ်ခုနကအပြင်ယန္တူကကိုယ့်ကိုဒုက္ခပေးမယ်ဆိုရင်အများဆုံးဟာဒီဘဝမှာကိုယ့်အသက်သေးသွားအောင်သူကလုံနိုင်တယ်ပေါ့အများဆုံးလုံနိုင်တာကိုယ်သေးအောင်ကိုယ်ကိုတတ်နိုင်တယ်ဒါအများဆုံး ကိုကျိုးပဲ့သွားအောင်လုပ်နိုင်တယ်ကိုစည်းဝါးတွေပြတ်သွားအောင်လုပ်နိုင်တယ်ကိုဒုက္ခရောက်အောင်လုပ်နိုင်တယ်ဒီအတိုင်းအတာတခုပဲရှိကိုယင်ထဲမှာရှိတဲ့ဒေါသဆိုတဲ့အမုန်းယံသူကြတော့တည်တည်ချမ်းမဲ့နိုင်အပင်ငရဲကိုပုတ်ပြစ်မယ်အပေါ်ငရဲရောက်တဲ့အခါအမုန်းတရားတွေဟာထပ်ပွားလာလို့ငရဲမှာရှိကြစွာခံရမယ်အဲ့ဒီကနေလွတ်လာတဲ့အခါတရိစ္ဆာန်ဘုရားရောက်မယ် အမုံတရားတွေနဲ့အချင်းချင်းနှိမ့်ဆက်တာမျိုးဖြစ်မယ်အဲ့ဒီကနေပြီးပြိတ္တာဘဝရောက်မယ်အဲ့ဒီကနေတတခွင့်ရလို့လူဘဝရောက်လာလို့ရှင်အယုတ်ဆိုးအကြီးတန်းဖြစ်လာရောဂါဝေဒနာများတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်မလှမပတွေဖြစ်လာဟောဒုက္ခပေးလိုက်တာတဘဝတွေမကဘူးငရဲချပြစ်တာလဲသူပဲပြိတ္တာဘဝရောက်အောင်လုပ်တာလဲသူပဲတရိစ္ဆာန်ဖြစ်အောင်လဲလုပ်တာသူပဲ လူဘွားရောက်လို့ရှင်နဲ့အယုတ်ဆုအချီတံဖြစ်အောင်လှုပ်လိုက်တာလေသူပဲရှင်တွေကအမုန်းရံသူဟာ ပို့ပြီးတော့ဆိုးချိုးတွေကိုဖြစ်ပေါ်စေနိုင်တယ်